အားလုံးမင်္ဂလာပါအောင်ဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဆေးဘက်ဝင်ပန်းသီးရှာလကာရီကိုတောက်ဖို့လိုအပ်တဲ့အကြောင်းအချက်6ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပန်းသီးရှာလကာရီ apple cider vinegar acv ဆိုတာအချင်ဖောက်ထားတဲ့ပန်းသီးဖြော်ရည်မှာပြည့်လုံထားတဲ့ရှာလကာရီတစ်မျိုးဖြစ်ပါတယ်ချင်ခံတဲ့အရသာရှိတဲ့အတွက်လူသိများပါတယ်ချက်ပြုတ်ရမှာအသုံးပြုတယ်လို့ အိမ်တွင်စေဝါဖော်ဆရမှာလည်းအသုံးပြုကြပါတယ်ပန်းနိရှာလကာရေ ACV ကိုလုံနီးမှာအဆင့်နှစ်ဆင့်ရှိပါတယ်ပထမအဆင့်ကကျိတ်ထားတဲ့ပန်းနိတွေကိုတစ်ဆေး yeast နဲ့ရောစပ်လိုက်တဲ့အခါတဘာဝတခြားဓာတ်တွေဟာအရေးအဖြစ်အသွင်ပြောင်းသွားပါတယ်ဒုတိယအဆင့်ကတော့ဘက်တီးရီးယားတွေအထူးသဖြင့် acetobacter ဟာအရက်ကို acetic acid အဖြစ်ကိုပြောင်းလဲပေးပါတယ်အဲ့ဒီရှာလကာရဲ့အဓိကတပောင်းဖြစ်လာပါတယ် ပန်းသီးနဲ့လုပ်တဲ့အတွက်ပန်းသီးရှာလကာရေ Apple Cider Vinegar ACV လို့ခေါ်ကြခြင်းဖြစ်ပါတယ်။အဲ့ဒီတဲမှာအရက်ပါသလားလို့မေးရင်ဘက်တီးရီးယားတွေကစားသုံးလိုက်တဲ့အတွက်အရက်အပါဝင်တော့ဘူးလို့ဖြေရမှာဖြစ်ပါတယ်။အချို့ပန်းသီးရှာလကာရေပလင်းမှာဓမာသားဆိုတဲ့စာရန်းတွေပါလာတတ်ပါတယ်။အဲ့ဒါကမစစ်ထားတဲ့ပန်းသီးရှာလကာရေကိုပြောတာပါ။အဲ့ဒီရဲမှာ protein, enzyme နဲ့အချို့ပြုတ်ဘက်တီးရီးယားတွေပါဝင်နေပါတယ်။အဲ့ဒါကြောင့် လင်းရဲ့အောက်ခြေမှာအနေထိုင်နေတတ်တဲ့အမုံတွေတွေ့ရတာဖြစ်ပါတယ်။မစိုးရိမ်ပါနဲ့တောက်လို့ရပါတယ်။အဲ့ဓာတွေကပိုကောင်းပါတယ်။တောက်လိုက်ရင်အဲ့ဓာတွေကိုလှုပ်ပြီးတောက်တာကသူ့ရဲ့ဂုံတတ္တိကိုအပြည့်အဝရစေပါတယ်။ပန်းတိရှာလကရေကိုယာစု နှစ်ပေါင်းများစွာကတည်းကတဘာဝစေဝအဖြစ်အသုံးပြုလာကြပါတယ်။အရာအားလုံးကိုကုသနိုင်တဲ့စေဝတစ်ခုမဟုတ်ပေမဲ့သူ့ကိုမှန်မှန်ကန်ကန်အသုံးပြုတတ်မယ်ဆိုရင်ကျမ်းမာရေးကောင်းကျိုးများစွာရနိုင်ပါတယ်။ ဘာကြောင့်ပန်းသီးရှာလကာရီကိုသင်သုံးနေတယ်လဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။ပန်းသီးရှာလကာရီနဲ့ပတ်သက်တဲ့သူတင်နာပြုချက်ဟာအဆက်မပြတ်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ဒါပေမဲ့တောက်300အတွက်လိုအပ်တဲ့အကြောင်းပြချက်6ချက်ကိုပြောပြမှာဖြစ်ပါတယ်။အဲ့ဒါတွေကတော့နံပါတ်1သွေးရင်းတကြားဓာတ်ကို short ချပေးနိုင်။လေ့လာချက်များအရပန်းသီးရှာလကာရီဟာအင်ဆူလင်ခန္ဓာရည်အားကိုတိုးတက်စေနိုင်ပါတယ်။ ထို့သဖြင့်ရှိဂျိုအမျိုးအစားနှစ်ရှိသူတွေမှာအစာစားပြီးတဲ့နောက်သွေးတွင်တခြားဓာတ်ပမာဏကိုလျှော့ချပေးနိုင်ကြောင်းတွေ့ရပါတယ်။ရှိဂျိုအမျိုးအစားနှစ်ယောဂါရှိသူနဲ့အင်ဆူလင် တုတ်ပြန်မှုမကောင်းသူတွေအတွက်အကျိုးတူးဖြစ်စေနိုင်တဲ့ရှာလကာရီတစ်မျိုးဖြစ်ပါတယ်။အစာရင်အတွင်းကအစာစားတွေကိုစုပ်ယူမှုနှိကွေးစေတယ်။တခြားစုပ်ယူမှုလည်းနှိကွေးသွားစေပါတယ်။နံပါတ်2ကိုလေးချိန်ကိုကျစေနိုင်ပါတယ်။လေ့လာချက်များအရ ပန္နိရှာလကာကြီးဟာဗိုက်ပြည့်စေတဲ့အာနိသင်ရှိပါတယ်ဗိုက်ပြည့်တော့အစာမစားကျင်တော့အစာမစားကျင်တဲ့အတွက်ကယ်လိုရီကျသေးပါတယ်ကိုယ်လေးချိန်ကျသေးပါတယ်သူ့ဒေနာပြုတ်ချက်အချို့မှာတော့ကိုယ်လေးချိန်ကျအောင်လုပ်ပေးနိုင်တယ်ဆိုပေမဲ့အထောက်ကူပေးရုံသာရှိပါတယ်အဓိကနီလန်အဖြစ်တော့မတုံးသင့်ပါဘူးပန္နိရှာလကာကြီးဟာရေတိုမှာကိုယ်လေးချိန်ကျဖို့ကောင်းပေမဲ့ရေရှည်မှာတော့ကိုယ်လေးချိန်ထိန်းပေးနိုင်တဲ့မြတ်တဲ့အစားအစာနဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာကပိုကောင်းတယ်လို့ပညာရှင်တွေကအကြံပြုထားပါတယ်။နံပါတ်3ဥလန်းချောင်းကျမ်းမာရေးကိုပြင့်တင်ပေးနိုင်တယ်။စစ်ထုတ်ခြင်းမလုပ်သေးတဲ့အစိမ့်သက်သက်ပန်းသီးရှာလကာကြီးမှာဓမာသားလို့ခေါ်တဲ့အနှစ်ပါဝင်နေပါတယ်။အဲ့ဒီထဲမှာအကျိုးပြုဘက်တီးရီးယားပရိုဘိုင်ယိုတစ်တွေပါဝင်တဲ့အတွေ့ဥအတွင်းမှာရှိတဲ့ပိုးမွှားအဆူအဝေးကိုအထောက်အကူပြုနိုင်ပါတယ်။အစာချေဖို့အတွက်ဥအတွင်းရှိသက်ရှိပိုးမွှားတွေဟာ မျှတနိုင်ဖို့လိုပါတယ်ဒါမှသာအစာချေစနစ်ကိုခံအားစနစ်နဲ့ကြံအင်္ဂါအစိပ်ပိုင်းတွေရဲ့ကျန်းမာရေးအတွက်အထောက်ပံ့ဖြစ်စီမှာဖြစ်ပါတယ်ပန်းသီးရှာလကာကြီးဟာအကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးတဲ့ prebiotic အစာလည်းပါဝင်ပါတယ်ပန်းသီးရှာလကာကြီးဟာအစာရင် acid တွေကိုတိုးမြင့်ပေးပါတယ်ဒါကြောင့်အစာချေခြင်းကိုတိုးတက်စေပါတယ်အထူးသဖြင့် protein တွေကိုအစာချေခြင်းပိုလုပ်ပေးနိုင်ပါတယ်အချို့လူတွေအတွက် ိုက်တင်းခြင်းနဲ့ရေပူခြင်းကိုတက်တာပျောက်ကင်းစေပါတယ်။နံပါတ်၄နှလုံးကျန်းမာရေကိုတိုးတက်စေပါတယ်။ပန်းသီးရှာလကာရေဟာမကောင်းတဲ့အဆီဖြစ်တဲ့ triglyceride ပမာဏနဲ့ကိုလက်စထရောတွေကိုကျအောင်လုပ်ပေးပါတယ်။သွေးပောင်ခြင်းကိုလည်းကျစေပါတယ်။သူ့ဒေသနာပြုချက်များအရပန်းသီးရှာလကာရေတောက်တုံးလိုက်တဲ့အခါကိုလက်စထရောကျသွားကြောင်းတွေ့ရှိရပါတယ်။အထူးသဖြင့်မကောင်းတဲ့ကိုလက်စထရော LDL ရော့ကျသွားတာကိုတွေ့ရပါတယ်။ ရှိကြုံမျိုးစားနှစ်ရောဂါရှိသူတွေမှာအဲ့ဒီကိုလက်စထရောတည်တည်ဆိုတာကျသွားကြောင်းသိရှိရပါတယ်ဒီလိုနည်းနဲ့နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်နံပါတ်၅စန့်ကျင်ဓာတ်တိုးပစ္စည်းများပါဝင်တယ်ပန်းဒီရှာလကာရီမှာစန့်ကျင်ဓာတ်တိုးပစ္စည်းဖြစ်တဲ့ပေါ်လီဖနောများစွာ ပါဝင်ပါတယ်ပေါ်လီဖနောဟာကိုယ်ခန္ဓာရဲ့ဆဲတွေကို free radical တွေကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးမှုမှာကာကွယ်ပေးပါတယ်နံပါတ်၆ အိုးမွားများစွာကိုတိုက်ဖြစ်နိုင်တဲ့ဂုံတတိရှိတယ်။ပန်းဒီရှာလကာကြီးမှာအန္တရာယ်ရှိတဲ့ပိုးမွားတွေနဲ့မိုးလိုမျိုးအတွေ့သဘာဝပိုးသက်စီတမျိုးဖြစ်ပါတယ်။ဒါကြောင့်တိုင်းရင်းစေးတွေမှာပန်းဒီရှာလကာကြီးကိုပိုးသက်စီအဖြစ်အသုံးပြုကြတာကိုတွေ့ရပါတယ်။ပန်းဒီရှာလကာကြီးမှာ ပါဝင်တဲ့ acidic acid ဟာအန္တရာယ်ရှိတဲ့ bacteria တွေကိုသေစေဖို့အတွက်အထောက်အကူပြုပါတယ်။သမိုင်းကြောင်းအရလူတွေဟာ ရှာလကာယီကိုတန်ရှင်းရင်းနဲ့ပို့တက်စီအဖြစ်အသုံးပြုခဲ့ကြပါတယ်။လေ့လာချက်များအရအစားအစာမှာပါဝင်တဲ့ E. coli လိုမျိုးအန်ဒီယရှိတဲ့ဘက်တီးရီးယားတွေရဲ့ကြီးထွားမှုအန္တရာယ်နိုင်ကြောင်းတွေ့ရှိရပါတယ်။အရေးပြားမှာဖြစ်တတ်တဲ့ကွဲရှာနာတွေမှာလည်းရေဖျော်ပြီးလိမ့်စေအနေနဲ့အသုံးပြုနိုင်ပါတယ်။စပင်းအတွင်းကပေါက်တွေပြောက်အောင်အသုံးပြုနိုင်ပါတယ်။အသားရည်လှပဖို့အတွက်လိမ့်စေအနေနဲ့ထုတ်ကုန်တွေမှာအသုံးပြုတာကိုတွေ့ရပါတယ်။ အရေးကြီးတဲ့သတိပြုဆရာအချက်တွေကိုချုပ်တင်ပြောခြင်းပါတယ်။ပန်းဒီရှာလကာကြီးဟာ acid ဓာတ်ပါဝင်တဲ့ဖြော်ရည်တစ်မျိုးဖြစ်ပါတယ်။ရေမဖြော်ဘဲတောက်သုံးမယ်ဆိုရင်သွားကြွေလွာကိုတိုက်စားစီနိုင်ပါတယ်။အစာပြုံကိုလည်းရရန်စီနိုင်ပါတယ်။ဒါကြောင့်ပန်းဒီရှာလကာကြီးတောက်သုံးတဲ့အခါရေဓာတ်မှမဟုတ်ဖြော်ရည်နဲ့ရောစပ်ပြီးမှတောက်ပါလို့ကြံပြုလိုပါတယ်။စပွဲတင်စွန်းတစွန်းတို့မဟုတ်နှိကတ်စွန်းတစွန်းကိုရေတဖန်ခွက်ထဲထည့်ဖြော်ပြီးတောက်နိုင်ပါတယ်။ တနေ့လေနှစ်ကြိမ်တောက်နိုင်ပါတယ်ဒါဆိုရင်လုံလောက်ပါတယ်တန်ဆေးလွန်ပြီးဆိုတဲ့အခြေအကြောင်းမမိပါနဲ့အစအဆုံးကြည့်ရှုအားပေးပဲကျေးဇူးတင်ပါတယ်နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုဒီနေ့ပေးထားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်လူသားအားလုံးသူ့နဲ့ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day